မင်္ဂလာပါလို့ကျွန်မနှုတ်ဆက်ပါတယ်။ကျွန်မကတော့ဒီပါပါတီတုံးလုံးပါတီကလွတ်တော်မတ်စင်ဒေးမှာဝင်ပြိုင်မဲ့မျိုးသားလွတ်တော်ကိုယ်စားလှယ်တော်ဒေါ်စုစုမောင်ဖြစ်ပါတယ်။အာအချိန်လေးနဲ့ငယ်လေးနဲ့ကျွန်မရဲ့ဟိုဟာဘဝစံလေးခဏလေးပြောပြချင်ပါတော့။ကျွန်မကဒီလိုင်းမာယာမျိုးကို1998မှာကျွန်မစတင်ပြီးခြေချပြီးတော့အထေချုပ်ဝင်တယ် မြန်မာရက်ဆိုတာရှိပါလေအဲ့ဒီမှာကျွန်မအထေချုပ်ဝင်တန်းလေးစပြီးတော့လှုပ်လှုပ်ခဲ့ပါတယ်ဒါမဲ့ဒီနေ့ဒီအချိန်မှာဒီပေါ်မှာကျွန်မဒီလိုမျိုးရက်နိုင်တဲ့အတွက်ကျွန်မကိုကျွန်မခုံယူပါတယ်ကျွန်မဘာဖြစ်လို့ပါတီနိုင်ငံရေးကိုလိုရလာလဲဆိုလို့ရှိရင်ကျွန်မတို့ဒီဝင်တန်းမိသားစုဖြစ်တဲ့အတွက်ဘာဘက်ကောင်မှမရှိပါဘူးကျွန်မနောက်ပါလေဘာဘက်ကောင်မှမရှိဘူးကိုခုကိုအားနဲ့ကျွန်မစိုးစားခဲ့ပါတယ် ရိုးရိုးစေးမဘဝလေးရနေပြီးတော့ကျွန်မ top management level ကြီးကျွန်မစိုးစားခဲ့ပါတယ်ပြီးတော့ကျွန်မ overseas ကိုသွားခဲ့တယ်ကမ်ဘောဒီးယားဗီယက်နမ်ထိုင်းလန်ကျွန်မနိုင်ငံသားပါကျွန်မအထည်ဆုံးလုပ်ငန်းနဲ့ကျွန်မအလုပ်ပွားလုပ်ခဲ့ပါဒီထဲမှာကျွန်မကိုပြီးတဲ့မိသားစုတွေပါတော့ပါပါလိမ့်မယ်ကျွန်မဒီဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့စိုးစားလာလဲဆိုတော့အမေနဲ့လူနည်းစုနော်လူနည်းစုတွေရဲ့ပုံဆောင်မှုလူနည်းစုတွေရဲ့ အအနိုင်ကျင့်မှုနော်အဲ့လိုဒဏ်တွေကိုကျွန်တော်တို့ခါးစီးပြီးခံခဲ့ရပါတယ်နော်အဲ့လိုကြောင့်လို့ဒီလိုဒီနေရာကိုဒီအချိန်မှာကျွန်မရောက်နိုင်အောင်ကြိုးစားခဲ့ပါတယ်ကျွန်မအခုလုပ်ငန်းရှင်တော့ဖြစ်နေပါပြီဒါပေမဲ့လုပ်ငန်းရှင်ဘဝမှာလည်းကျွန်မမှာအခက်အခဲတွေအများကြီးရှိပါတယ်လုပ်ငန်းရှင်ဘဝမှာလည်းကျွမ်းကျင်ဝင်သားတွေရှားပါးပါတယ်လျှက်စင်ပြီးမရပါဘူး နော်နိုင်ငံတော်ကပတ်ဝန်းမှုဆိုတာလေကျမတို့မှာမျောလင်းသလောက်မရခဲ့ပါဘူးဒါမဲ့ဒီနေ့ဒီအချိန်မှာဒီဘာရီကိုကျမဂျန်ခံပြီးတော့ကျမအသက်50ရှိပါပြီကျမနိုင်ငံမှာလုံးလုံးတဲ့အချိန်မှာအသက်23နှစ်ပဲရှိပါသေးတယ်ဒီဘဝကနေကျမဒီဘဝရအောင်ကျမစိုးစားခဲ့ပါလေဒါကြောင့်မို့လို့အကုန်လုံးကိုအားပေးစင်တယ်ကျမဘာဖြစ်လို့နိုင်ငံရေးကိုလုံးဝရလဲဆိုရင် ်သားရည်လို့ပါဒီမှာတော့ပြည်သူလူထုနဲ့ပါလေရည်ချင်းရှိရလို့တော်ရဲလို့လုံးမိုင်တိုင်တိုင်ရှိရလို့အားလုံးရှိကြပါလေဒါပေမဲ့သူတို့ကိုမြေတောင်မြောက်ပေးမဲ့လူမရှိပါဘူးဒီမှာတော့ကိုပတ်ဖို့မဲ့လူမရှိပါဘူးအဲ့လိုဓာန်တွေကိုသမမခံစားရည်ကျေလို့သမကိုဓာန်ကိုမခံစားရည်ကျေလို့သမဒီပါတီနိုင်ငံရေးကိုဝင်လို့ဖြစ်တာဖြစ်ပါလေ2020တော့ကသမမင်္ဂလာလုံးကလေတိုင်းရည်သားကြီးနှစ်ကလေကိုယ်စလေအစ်ဝင်ရောက်ပြီးတော့ပြန်ဆိုင်ခဲ့ပါလေသမအဲ့ဒီအချိန်ကလေ ပါတီနဲ့လက်တွဲပြီးတော့အခု6နှစ်သာကာလကိုကျွန်မစော်ဖြတ်ပြီးတော့အလုပ်တွေလုပ်ခဲ့ပါတယ်။ဒါဒီအားလုံးပြည်သူအတွက်ပါ။ကျွန်မရဲ့အထည်ဆုံးဝန်ထမ်းလေးတွေအတွက်ပါ။ထည်ဆုံးဝန်ထမ်းလေးတွေတဲ့ပါကျွန်မတို့လုံခြုံနိုင်နိုင်တဲ့တာဝန်သူကသူကားပေါ်နဲ့စင်းသမားတွေရှိပါတယ်။အခုအကုန်လုံးကြီးနိုင်ငံသားကိုရောက်သွားပါတယ်။အပြင်မှာမိမရှင်ဝင်နဲ့မဟုတ်တဲ့အပြင်မှာသူတို့အလုပ်ကားလုပ်နေရပါတယ်။သူတို့ပျော်လို့လာပြီးပြန်မပျော်ပါဘူး။ကို့မိကို့ရင်ပါပဲ။ကို ဒီနိုင်ငံမှာအခွင့်အရေးကောင်းတွေပြန်လာနေအစိုးရရဲ့ပံ့ပိုးမှုနဲ့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတွေလောက်လဲဆိုသူတို့ပြန်လာကြပါလားအဲ့ဒီကြောင့်မို့လို့ကျွန်မအလုပ်လုပ်ပေးစလို့ပါကျွန်မအလုပ်လုပ်ပေးတဲ့ကြောင့်မို့လို့ကျွန်မတို့ရဲ့ပြည်သူ့အစီအစဉ်ပါတီကိုမဲပေးကြပါလို့ကျွန်မအားလုံးရဲ့ကိုယ်စားကျွန်မတောင်းဆိုပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်